ဒီချက်တွေကိုမသိသေးလို့ writing မရေးတတ်သေးဘူး။ဒီနှစ်ချက်ကိုတေချာသိရ။ writing အားနည်းတယ်။ ideas တွေမထွက်ဘူး။ဘယ်အစာရရေးရမှန်းမသိဘူးဆိုပြီးတော့ပြောကြအများကြီး။ဒီကြတော့ဒီလိုခက်ခဲနေရဆိုတာကဒီအခြေခံသိရမယ့်အချက်တွေကိုလူတွေကကြော်သွားပြီးတော့နောက်ဆုံး final ထွက်လာတဲ့ writing ဒီစာပိုက်ကြီးကိုပဲတွားပြီးတော့ focus လုပ်နေလို့ပေါ့နော်စာပိုက်ကြီးကိုကြည့်ပြီးတော့လက်နေကြမလို့ဘူးဒီအဆင့်ကိုတွားဖို့ဆိုရင်သိရမယ်အခြေခံနှစ်ချက်ရှိတယ်အဲ့ဒီအချက်ကိုတူတူကြည့်ကြပါမယ်ဒီကိုသိရမယ် writing နှစ်မျိုးရှိမယ်သူတို့ကကြတော့ product writing နဲ့ဒီ process writing ဆိုပြီးတော့နှစ်မျိုးရှိမယ်ပေါ့နော်ဒီ writing အတန်းနေမှာကြတော့အတင်တော့တင်ရပါတယ် project writing approach တော့မဟုတ်ဒီ process writing approach နဲ့ဒီနှစ်မျိုးနဲ့ပဲတွားကြပါပေါ့နော် writing တင်တဲ့အတန်းနေမှာဆို အဲ့တော့ product writing ကကြတော့ဘာကို focus လုပ်လဲဆိုတော့ဒီနောက်ဆုံးထွက်လာတဲ့ဒီ survive ကိုပဲသူကအဓိကထားပြီးတော့ကြီးတယ်။အမ်ပြီးတော့ဒီ project writing ကကြတော့ steps of writing သူကတော့အချိန်တော်တော်ယူရတယ်။ဒီ writing ကို survive ကြီးတန်းရတာပေါ့ဒီပဲသူအဆက်လိုက်သွားတာမျိုးကိုခေါ်ရမှာနော်။အဲ့တော့တချို့နေရာမှာ product writing သုံးပြီးတော့တချို့နေရာမှာတော့ process writing နည်းနဲ့ရေးကြရရှိတယ်။ တော့တခြားဘာမှမသိခင်ဒီနှစ်ချက်ကိုအရင်သိရမယ်ပေါ့နော်။ဒါဆိုရင်ဒီမှာဒီ product rating အကြောင်းကိုနည်းနည်းလေးဆက်ပြီးတော့ပြောရအောင်။သူ့ကိုရေးရမယ်ဒီ steps ရှိရပေါ့နော်။လိုင်းနိုင်ရမယ် steps ရှိတယ်။ဒါဆိုလို့ရှိရင်ပထမအောင်ဆုံးသူ့ကိုရေးရင်ဘယ်မှာဘယ်လိုရေးမလဲဆိုတော့ reach the sample tax. Okay ဒီမှာဒီဘေးနားက sample ပေါ့။ရေတော့ကအဲပေးထားတဲ့စာပိုင်းဒါမှမဟုတ်တနေရာနေပြီးတော့ဒီပုံရေးနေ ရေးပြီးသားစာပိုက်တစ်ပိုက်ကိုဖတ်ကြည့်မယ်ဖတ်ပြီးမပေးသေးဘူး why not study the structure and grammar အဲ့တော့ဒီစာပိုက်ပေါ့နော်ဒါဆိုလို့ရှိရင် letter ပေါ့ဒီ letter ကိုဘယ်လိုရေးရတော့ letter ရေးတယ်ဆိုများသောအားဖြင့်ကျေတော့ကဒီ sample ကိုကြည့်ပြီးရေးတာများရယ်ပေါ့နော် dear ဘသူဘသူပြီးလို့ရှိရင်ဒါမှတစ်ပိုက်ဆိုရင် how are you ဘာညာပြီးရင်အလေးမလားဆိုရင်ကိုရေးမယ့်ဟာနဲ့နောက်ဆုံးမှာ leave taking ဆိုပြီးတော့ရှိရယ်ပေါ့နော်အဲဒီလိုပုံစံသူဘယ်လိုရေးလဲဆိုတာကိုအမ်ကြည့်ပြီးတော့မှကိုကအတူယူပြီးတော့မှ ပြန်ပြီးတော့ရေးတာပေါ့နော်။အဲမှာဆိုရင်ဒီမှာအဝါရောင်လေးတွေအစိမ်းရောင်လေးတွေနဲ့ပြတာတယ်။အဲ့တော့သူ့ရဲ့ဒီဒီနေရာဆိုရင်ဘယ်လိုရေးရအောင်လဲ။အဲကိုလိုက်ပြီးတော့တွေ့ရမယ့်ပုံစံလေးတွေပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒီလိုလေးပေါ့။ Okay, fine and study the structure and grammar. သူ့ရဲ့ပုံစံကဘယ်လိုလဲ။ပြီးရင်ဘယ်လိုစာသားတွေဘယ်လို expression တွေသုံးလဲဆိုတာလေ့လာမယ်။လေ့လာပြီးရင် practice the language. လေ့လာပြီးအောင်လည်းမပြီးသေးဘူးလေ။ကိုမရင်ရင်ကိုကမဖြစ်ဘူးဆိုတော့ဒီသုံးပုံသုံးနည်းတွေကိုသုံးပုံသုံးနည်းတွေကို practice လုပ်ရမယ်။ လေ့လာရမယ်ပြီးတော့ write your write your own version ပြီးတော့နောက်ဆုံးမှာတော့ဒီလိုမျိုးအစစ်တွေပြီးသွားတဲ့အခါမှာပိုင်နိုင်သွားပြီဆိုရင် ကိုကဒီလိုပုံစံလေးပြန်ပြီးတော့ရေးပေးရမယ်ဒါကကြတော့ဒီ product writing လုပ်ရမယ်နီးပေါ့အဲ့တော့သူ့ကိုဘယ်လိုမျိုးမှာသုံးတာများမလဲပေါ့ဆိုလို့ရှိရင်ဒီမှာလဲအတူတူပဲပေါ့နော် uh, opinion essay uh, uh, for and against essay ဆိုပြီးတော့ဒီမှာရေးပုံရင်းကြီးလေးတွေ sample လေးတွေရှိတယ်ဒီ sample လေးတွေကိုဖတ်ကြည့်ပြီးတော့မှကိုယ်ကလည်းဆိုလို့ရှိရင်ဘယ်လိုမျိုးရေးရမလဲပေါ့သူရဲ့နမူနာပေါ့အရှိမှာဆိုရင်သူတို့ကဘလို့အစပြောထားတာလဲအလဲမှာဒီ transition words ပေါ့နော် another problem uh, the first second that's other ဘယ်လိုမျိုးရေးထားတာလဲ ပြီးရင် in conclusion အဆုံးသတ်မှာဘယ်လိုမျိုးရေးထားရလဲဆိုတဲ့ဟာလေးတွေကို sample နမူနာလေးတွေရေးပုံရေးနည်းလေးတွေကိုကြည့်မယ်ကြည့်ပြီးတော့မှဘယ်လို structure တွေသုံးထားလဲဘယ်လို grammar တွေသုံးထားလဲဆိုတာကြည့်မယ်ကြည့်ပြီးရင်အာလေ့ကျင့်မယ်လေ့ကျင့်ပြီးတော့ your own version မျိုးကိုယ့်ရဲ့ပုံစံကိုရေးမယ်ပေါ့နော်အဲ့တော့များသောအားဖြင့်ဒီ product writing ကကြတော့ဒီနောက်ဆုံးတော့မြင်နေလေ့ကျင့်ရတာလေ့လာရတာမြင်ပြီးတော့ဘယ်နေရာမှာသုံးတာများတယ်လဲဆိုလို့ရှိရင် Okay, so exam preparations like IELTS, FCE, TOEFL တို့မှာသုံးတယ်ဒီ IELTS တို့ဘာလို့ဆိုလို့ရှိရလဲအစကတည်းကရေးပုံရင်းနီးဒီ process radio တည်တော့တမျိုးပေါ့မဟုတ်ဘူးဆိုရင်တော့သူတို့ဒီ sample တွေအများကြီးဖတ်ဖတ်ရတယ်လေ band 9ရဖို့ band 8ရဖို့ဘယ်လိုမျိုးတွေရေးထားတာလဲသူတို့ဟာကိုဖတ်ရမယ် FCE, TOEFL ဒါတွေသူတို့ဆိုရင်အရှိမဒီ band ကောင်းကောင်း band score များများကောင်းကောင်းရတာရဲ့သူတွေဘယ်လိုရေးလဲဆိုတဲ့အကောင်အတူယူပြီးတော့ ြည့်ရတယ်ဗောနော်ဒီနောက်ခု formal writing text letters reports essays and letters to ye le ခင်ဗျာပထမပိုင်းပါလေဒုတိယပိုင်းပါလေ reports ye le သူရဲ့ format တွေပါရှင်းရပါဘောနော် essay ဒီ essay ကတော့တချို့ဒီ summer web address တော့เนาะ yet uh project writing ဗောဒါပေမဲ့ essay ကိုလည်းဒီ process writing မှာလေတို့သုံးသေးရပါဘောနော် next one business writing email cvs proposals ဒီကောင်နေဆိုလို့ရှင်လေ ေးပုံရင်းဒီ format ကရှိပြီးသားဒီ format view ကိုကြည့်ပြီးတော့ကိုယ့်ဟာတာကိုဒီပြင်ရေးရတဲ့ဟာမျိုးဆိုရင် project writing ကိုသုံးတာနေပါတယ်ဗောနော် academic writing structure essays research summary research revise solution လေရေးပုံရင်းနေဆိုတာရှိပြီးသား format ကရှိပြီးသားအဲ့တော့များသောအားဖြင့်က project writing ဆိုတာက format ရှိပြီးသားဟာတွေကိုရေးရဆိုရင် project writing ကိုလေ့ကျင့်ရတယ်ပြီးတော့အချိန်မရတော့ဘူးဆိုတဲ့တွေဒီ exams ဖြစ်မဲ့တွေကဒီနမူနာတွေကိုချိန်ပြီးတော့ အာကိုဘာသာကိုအဲ့လိုမျိုးမုံမှန်ရတဲ့ဟာတွေရှိတယ်ပေါ့နော်ဒီ product writing ကကြတော့ဘယ်ဟာကို focus လုပ်လဲဆိုတော့ဒီ accuracy ဟလာအာ format သူရဲ့ format ကဘယ်လိုလဲ format ဝင်အောင်ဘယ်လိုရေးရမှာလဲပြီးရင် strong final version နောက်ဆုံး final piece ပေါ့နော်စာပိုက်ရေးတစ်ပုဒ်ရရှိရေးကိုဦးစားပေးရဲဒါကတော့ဒီ product writing နည်းနဲ့လေ့လာမယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ညံနေပေါ့နော်ပြီးရင်နောက်တစ်ခု process writing ဆိုလို့ရှိရင်ရောပေါ့နော်ဒီ process writing ကကြတော့ဒီ writing အတန်းတွေမှာသင်တဲ့ပုံစံများတယ်ဗောနော writing class လို့ဖွင့်လိုက်လို့ရှိရင်အဲလေ့လာရတဲ့ writing ကိုတေချာလေးကိုကိုယ်တိုင်ရေးတတ်အောင်ခဏနေရာလိုမျိုး studio ပုံစံမဟုတ်ဘဲနဲ့ကိုယ့်ဘာသာကိုအစအစုံတေချာလေးရေးတတ်အောင်လေ့လာရတဲ့အခါမှာအာပြောတာများတယ်ဗောနော်အဲ့တော့ဒီ product writing မှာဆိုလို့ရှိရင်လဲသူက step တွေအများကြီးရှိတယ်အာဒီမှာဆိုလို့ရှိရင် number 1ဆိုရင် pre writing ဗော pre writing ဆိုလို့ရှိရင်မရေးခင်ပေါ့နော်သူကဘာလုပ်မလဲဆို think a plan စဉ်းစားရမယ်ပေးပဲချက်တွေပဲချက်တွေထည့်မလဲဆိုတာကိုအရင်စဉ်းစားရမယ်။ပြီးရင်ဘယ်အချက်ကိုပေးအပိုက်မှာထည့်မလဲ။ဘယ်လိုအချက်တွေကိုပေးအပိုက်မှာထည့်မလဲဆိုတဲ့ဟာတွေကိုစဉ်းစားရတယ်။ brainstorming လုပ်ရတယ်ပေါ့နော်။ brainstorming လုပ်ပြီးရင်တော့ဒီမှာ drafting လုပ်ခေါ်တယ်။ဒီ process writing ဒီရဲ့ steps တွေအကြတော့လူတိုင်းသုံးတယ်ဒီအမျိုးဒီ steps ပေါ့နော်။ drafting ကကြတော့ဒီလိုမျိုးစဉ်းစားပြီးပြီဆိုရင် write the first version ဒီပထမဆုံးအကျန်းအဲ့လိုရေးတယ်ရေးပြီးရင် revising လုပ်ရတယ်ရေးပြီးရင်မပေးသေးဘူးထပ်လိုက်ရပေမဟုတ် improve ideas ရေးထားရဲ့အကျန်းကိုကြည့်ပြီးတော့ဒီဒီနေရာဆိုရင်ဘယ်လိုဆိုရင်ပိုကောင်းမလဲဆိုတာမျိုးဒါမှမဟုတ်ဒီ structure ပေါ့နော်ဒီ grammar ကဒီလိုမျိုးဆိုရင်ပိုကောင်းမလားဆိုပြီးတော့ပြန်ပြင်တဲ့အခါမျိုးပြန်ပြင်နေပြီး ideas တွေလိုလို့ရှိရင်ထပ်ဖြည့်တယ်ဒီလိုလေးလုပ်ရတယ်လုပ်ပြီးလို့ရှိရင်ဟုတ်ပြီပြန်ရေးတယ်နောက်တစ်ခုရေးပြီးလို့ရှိရင်တော့ဘာထပ်လုပ်လဲဆိုတော့ editing ထပ်လုပ်တယ် တော့ grammar တွေမှန်ပြီလားစလုံးပေါင်းတွေကမှန်ပြီလားအဆင်ပြေလားဒီ subject verb agreement ဖြည့်ရလားဗောနော်ဒီလိုပုံစံတွေကြည့်ပြီးပြီးအားလုံးစိတ်တိုင်းကြာပါပြီဆိုမှ final writing ဆိုပြီးတော့ဒီလိုရေးရတယ်ဗောနော်အဲ့တော့ဒါကကျတော့ product process writing ရဲ့ဒီ steps တွေဒီပုံစံအတိုင်းပဲသွားရမယ်အဲ့တော့အဲဒီ process writing ကကျတော့ဒီ writing ကိုအစအဆုံးတစ်ပုဒ်လုံးတေချာရေးတတ်အောင်ဒီချက်နဲ့အခါမှာဆိုရင်လေအဲသုံးရတယ်အဲ့တော့ ဒီ steps တွေကပေါ့နော်ဒီလိုမျိုး pre writing drafting ပြီးတော့ဆိုတာကဒီ okay ဒီ steps တွေပေါ့နော် pre writing drafting စသဖြင့်ဒီမှာဒါ steps ကတကယ်ပြောထားတာ50ပဲရှိရအဲ့တော့ steps တခုအချင်းစီကိုဒီချက်တော့အသေးစိတ်ပြန်တင်ပေးရတယ် pre writing step ကိုလည်းတခြားပြန်တင်ပေးရတယ် brainstorming ဘယ်လိုလုပ်မလဲ drafting ဘယ်လိုလုပ်ရမလဲဟုတ်လား revising editing ဘယ်လိုလုပ်ရမလဲစသဖြင့် ီ steps တခုချင်းစီကို writing class မှာပြန်ပြီးတော့သင်ပေးရတယ်။ Okay အဲ့တော့အာဒီမှာကြည့်လိုက်မယ်သူဆိုဒီမှာ process writing ဆိုပြီးတော့ဒီပုံမှာဆိုရင်ဟလာဒီ draft တွေပေါ့နော်အကျန်းတွေအများကြီးပဲဟလာအများကြီးပဲလို့မျိုးရှိတာဒီအများတပုတ်ရေးလိုက်ပြင်လိုက်ပြင်လိုက်ပေါ့နော်ဒီလိုမျိုးအာအကျန်းတွေအများကြီးလည်းရှိမယ် ideas တွေ develop လုပ်လို့ရမယ်အာပထမတစ်ခါရေးအာ တခါတည်းနဲ့ဒီတပုတ်ရအောင်တန်းရည်အောင်မဟုတ်ဘဲနဲ့ဒီတပုတ်ရအောင်ဆိုလို့ရှိရင်အခါခါထက်ရည်တဲ့ပုံစံမျိုးလေးရှိတယ်ပေါ့နော်သူကိုဘယ်နေရာမှာသုံးလိုက်မလဲဆိုရင်ကြတော့ creative writing အဲ့တော့ stories တွေ poems တွေရေးရဆိုလို့ရှိရင်တခါတည်းရေးရနဲ့ဒီတန်းထွက်လာတာမဟုတ်ဘူးနည်းနည်းလေးပြင်ရသေးဟိုပြင်ဒီပြင်ဆိုတော့ versions တွေအများကြီးဖြစ်နေရပေါ့နော်ဒါမှမဟုတ် and our ESL EF for classroom writing practice အာဒီကိုဘာတာကိုအစအဆုံးရေးမယ်ဆိုလို့ရှိရင်လေ့ကျင့်ရတယ်ဒီလိုပုံစံအဲ့တော့ဒီ writing ကိုတခြားရေးတတ်ဖို့ဆိုရင် process writing ကလည်းလေ့ကိုလေ့လာရမယ်အပိုင်းပေါ့နော်ဒီ classroom တွေမှာအများကြီးသင်တယ်ပြီးတော့ teacher တို့ဒီအာ writing အတန်းတွေမှာဆိုလို့ရှိရင်လည်းဒီ process writing ကို teacher တို့သင်ကြားရတယ်ပေါ့နော် academic writing ဒီ writing အတန်းတွေမှာ process writing ကိုအများဆုံးသင်ကြားရတယ် ဒီ summerware ဖြစ်မဲ့သူတွေဒါသူကအလင်လိုတဲ့အတွက်ကြောင့်မလို့ဒီ project writing ပေါ့နော် sample ကိုကြည့်ပြီးကိုဘယ်လိုပြန်ရေးမလဲဆိုတာကအာရေးလို့အဆင်ပြေပေမဲ့ဒီတိချရေးတတ်ဖို့ဆိုရင်ဒီ process writing ဒီ subs တွေကိုလည်းလေ့ကျင့်ထားရမယ်တည်ထားရမယ်ပေါ့နော်အဲ့တော့နည်းနည်းတော့ကြားတဲ့ဒီ process writing လောက်ရတာနောက်တစ်ခုက project work အ uh, group writing and presentations okay presentations တွေ writing တွေဘာတွေရေးတဲ့အခါမှာဆိုရင်လေဒီနေရာဒီလိုမကြိုက်သေးဘူးဒီလိုပြင်အောင်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒီဘိုင်းတွေမှာတုံးလို့ရတယ် ုကိုသုံးတာကကြတော့ဘယ်မှာသုံးလဲဆိုရင် focus ကကြတော့ fluency စာပိုက်တွေအာ writing ကိုရေးတဲ့အပိုင်းမှာ fluency ရှိရမယ်။အဲရေးနိုင်တာတော့ပြီးရင် planning ဘယ်အပိုက်ကိုဘယ်အချက်ကိုဘယ်အပိုက်မှာထည့်မလဲဒီ feedback အပြန်အလှန် feedback ပေးတာ teachers ကနေ feedback ပေးတာဒါမှမဟုတ်အချင်းချင်းတကယ်ချင်းချင်းချင်း feedback ပေးတာမျိုးတို့ကိုလည်းသူကအာရုံ focus လုပ်တယ် and improving writing writing တိုးတက်အောင်လုပ်လို့ရှိရင်ဒီ process writing ကိုလေ့ကျင့်ရမှာဖြစ်တယ်။ ဟုတ်လားโอเคအဲ့ဒီအခါကျတော့ကျွန်တော်တို့ကအာဒီ product writing နဲ့ဒီ process writing ရဲ့နောက်ခုဈာမှာ꽈ချချက်ပေါ့အဲ့တော့ product writing ကတော့ဘာလဲဆိုရင် focus on final result okay နောက်ဆုံး final result ကိုသူကဦးစားပေးတယ် survey တစ်ပိုက်ရဖို့စာ essay တစ်ပုဒ်ရဖို့ကအတိကပေါ့အဲ့တော့သူကအာဒီ sample ကိုကြည့်ပြီးရေးလိုက်တာဘာကကြောက်အဲ့လိုမဟုတ်ဘူး stop so writing ဒီ stop ပေါ့နော်သူမှပါတယ် planning drafting the steps တွေကိုသိချာအယုံဆိုင်ပြီးရရဖြစ်တယ် okay so next one one draft try to get it right okay ပထမအောင်ဆုံးအဲသွားကြတော့ product ကကြောင့်တစ်ခါပဲရေးတယ်သွားကြတော့ many drafts အခါခါရေးတယ်ဗောနော် improve each time ဒီရေးပြီးတိုင်းရေးပြီးတိုင်းမှာလည်းမကြိုက်သေးရင်ပြန်ပြင်တာတော့ပါလို့လေရှိရဗောနော် okay နောက်တစ်ခုကကြတော့ emphasis on grammar and structure grammar and structure ပြောပြီးသား the format sheet format ကိုကြည့်ရလို့ပြောထားရတဲ့အတွက်ကြောင့်မလို့ သူတို့က format ကိုကြည့်ရ grammar structure တွေကိုကြည့်ရ။ဟိုဘက်ကကြတော့ emphasis on ideas ideas and clarity okay ideas တွေဘလောက်ကောင်းကောင်းရေးနိုင်မလဲဆိုတဲ့ဟာမျိုးကိုကြည့်ရ ideas တွေဘလောက်ထွက်နိုင်မလဲဆိုတာကိုပို့ပြီးတော့ကြည့်ရ။ဟုတ်ကဲ့ကြတော့ product writing က less feedback feedback ကတော့နည်းတယ်ပေါ့နော်သူက sample ကြည့်ပြီးလိုက်တာဆိုတော့ဘာမှတော့သိပြောစရာမရှိပေမဲ့ဒီ process writing မှာကြတော့ feedback တွေအခါခါသူကတောင်းတယ် အာ feedback တွေနဲ့ပြန်ပြီး improve improve ဖြစ်သွားတယ်ဒီလိုဆိုရင်ပိုကောင်းမယ်ဒီလိုဆိုရင်ပိုကောင်းမယ်ဆိုပြီးတော့ပြန်ပြန်စမ်းစားဒါပေါ်ပြန်ပြန် feedback ယူပြီးတော့သွားရများတယ်နောက်တစ်ခုကကြတော့နောက်ဆုံးကတော့ common in exam preparation okay summer boy တွေလေ့လာတဲ့အတွေ့အတော်တော်ဒါကကောင်းတယ်နောက်တစ်ခုကကြတော့ common in creative for ELSR classroom လာ ELSR writing ကုပါတာကိုတပုတ်လုံးကိုအစအဆုံးရေးတက်အောင်လေ့ကျင့်ဖို့ဆိုရင်ဒီကျွန်တော်က process writing ကိုတိချလေး လေ့လာထားရမယ် writing လေ့လာနေရတဲ့သူဆိုလို့ရှိရင် writing မှာ product writing ရယ် process writing ရယ်ဆိုပြီးတော့ရှိရဆိုတာကိုသတိမူမယ်ဒီနှစ်ချက်ရှိရသိပြီဆိုရင် နောက်ထပ်ဆက်ရေးရမယ်အခါမှာ go step by step ဘယ်အဆင့်နေသွားမလဲဆိုတာကိုသိသွားမယ်အဲတော့နောက်ထပ် video မှာဒီချက်ကဒီ process writing မှာရှိရ steps တွေကိုအသေးစိတ်တခြားလေးပြန်ပြီးတော့ share လုပ်ပေးပါမယ် share လုပ်ပေးပြီးတော့ဒီဘယ်လိုမျိုးဆက်လေ့လာရမလဲ writing နဲ့ပတ်သက်ပြီး learn ပွင့်သွားအောင်ပြပြပေးပါမယ် okay ဒါဆိုရင် See you in the next video, friends. Bye bye. Thank you for your attention, friends.